တော့နာနေစာပြောင်းပြီးတော့တရေလို့ဖြစ်တယ်။တကယ်တော့တရေဆိုတာချမ်းသာဖြစ်ဖို့ဆိုတော့အယချမ်းသာနိရဒိန်ဖြစ်ဖို့ဆိုတော့ချမ်းသာမရှိတာကတော့ဘယ်သူတော့လဲဒေါသကြီးရဲ့ဟုတ်လား။ဩဒါနရေကြတာ။ဩပိဋ္ဌာဟောလို့ပြောတော့ပိဋ္ဌာဆိုတာလောဘကြီးတဲ့သူပိဋ္ဌာပြောတာ။လောဘကြီးတော့ဘာလုံးမှာလောဘကြီးတော့ခိုးမှာပေါ့။လောဘကြီးတော့လိမ်မှာပေါ့။ဒုညဟာလိမ်ယူမယ်၊ဒုညဟာခိုးယူမယ်၊ဒုညဟာလူယူမယ်။ အဲ့လိုဆိုရင်ဒီသူဟာခိုးတတ်တဲ့သူလိမ်တတ်တဲ့သူလူတတ်တဲ့သူတွေအဲ့လိုလူတတ်တဲ့သူခိုးတတ်တဲ့သူအကြောင်းစရာကောင်းတဲ့သူလေလို့ဟောပိဒါစကားတရေလို့ပြောကြတော့ပဲတစ်ခေပိဒါပြောတာပဲဒီသခိုးလို့ဓမြလို့ဆိုတာတွေကအကြောင်းစရာကောင်းတဲ့လူတွေဆိုတာသူတို့တရေတွေပေါ့သူတို့တစ်ခေတွေပေါ့လူပိဒါတွေတို့ကသိလူရေတွေသိလူနတ်တွေလည်းသိလူမြမာတွေလည်းသိအဲ့လိုမျိုးလို့သိတဲ့အခါကျမှာ အော်တို့ကလည်းနော်လို့လုံနေလိုက်ကြတာလို့ဘုရားမကြိုက်တဲ့ဟာတွေကြီးတယ်လို့30တပုံဘုရားတွေတောက်တာတို့ဘုရားအဖြစ်အဲ့ဓာတွေကိုတေဘုမကံဘုံသုံးပါး၌ဖြစ်သောဝတ္တဝတ္တရားတွေဒုက္ခဒုက္ခသစ္စာတွေပဲဒါဒုက္ခတွေပဲလို့ပြောတယ်ဆိုတော့ဟာဘယ်လိုလဲဟာလို့တို့နိဗ္ဗာန်ကိုခြင်လိုက်တာဘုရားပြောတဲ့စီဖြစ်မရောက်ပါလားပေါ့ဘယ်ရောက်မှာတော့အဲ့ဓာတွေကိုမျက်နာမူပြီးွားမှာပေါ့ဘူးအဲ့ဓာတွေကြောခိုင်းသွားရအောင်ကြောကမခိုင်းဘူးကြောတော့မျက်နာမူထားတာ ကုသိုလ်ပြုမဲ့သေးလဲဒါနာတွေပြုသီလတွေသောက်ပြီးဘာဝနာပွားတယ်ဆိုပြီးတရားတွေအားထုတ်အကုန်လုံးယူပါတယ်အာယူပါတယ်အားထုတ်ဉာဏ်မူနေသူ့ကိုဥညွတ်အဲလိုဥညွတ်နေတဲ့အခါကျဘယ်သူပြောတဲ့တရားဝေးလေးပေါ့အဲ့တော့ငါလို့ဘုရားပြောတဲ့တရားရချင်လိုက်တာလို့တရားပြောတဲ့တရားလည်းငါမသိပါလားအဲဘုရားပြောတဲ့တရားမသိဘူးလို့ဆိုရင်တော့ဖြင့်သိတဲ့သူစီကိုရှာရမယ်ဆိုရင်သိတဲ့သူချိမှာဘုန်းကြီးတွေစီကမသွားနဲ့တော့ ရှိဘူး။ဘာဖြစ်လို့လဲဆိုရင်ဘုန်းကြီးတွေကလို့ယူပတရားလို့အာယူပကိုတရားလို့တရားမထုတ်တဲ့ဘုန်းကြီးကြတော့ကာမကုတုကိုတရားလို့မင်းတို့နော်ငရဲကြီးလိုက်မယ်မလုပ်ကြနဲ့။ဩအကုလိုတွေတော့တားပါရဲ့။အာဒါနတွေမင်းတို့ပြုကြတော့ဒါမှမင်းတို့နတ်ပြည်ရောက်မှာ။ဉာဏ်ကာမကုတုတွေကြပြင်နာပုံကြီးတာဗျ။အဲဘုန်းကြီးတွေဟာဒါမကုသိုလ်သမားတွေသို့မဟုတ်ယူပကုသိုလ်နဲ့အာယူပကုသိုလ်သမားတွေ ပြီးရင်ပြန်သံသဏ္ဍီကလေးတောင်ဒီဘုန်းကြီးတွေလုံးပြီးတရားရကြင်လို့တော့ဘုရားတရားရကြင်လို့တော့ဘုန်းကြီးတွေမသွားနဲ့တော့ယောက်ကလည်းသွားထားကြတာသုံးနေပါဘူးဗျဘာလို့ဆိုပရိယဘုန်းကြီးဆိုတာပုဂ္ဂိုလ်တိုင်းပရိယကျော်တယ်မှပြောလာခဲ့နောက်ပฏิပတ်ဘုန်းကြီးဆိုတာလည်းပရိယဘုန်းကြီးတဲ့တောင်သာသေးလို့ပြောကြပါလို့ပရိယဘုန်းကြီးကနှွားချောင်းသားပฏิပတ်ဘုန်းကြီးကနှွားရှင်သူတို့အဆိုပြောတာနှွားရှင်ကအဲ့နှွားတွေလိုက်ကြောက်နေပြီခင်ဗျအေးကနေနှို့တော့သားနေတာလေနှွားနှို့တော့သူကအံပဲတော့သားနေတယ်သူတော့ အဲ့တော့အဒီအနှစ်တွေစားနေပါတယ်ဆိုတော့ပဋိမဘုံကြီးတွေလည်းသူသိကြီးတာသူတို့တော်မှမရှိဘူးလို့ဆိုဒီနှစ်ပါးလွဲလို့လည်းဖြစ်လို့ဆိုတာဘုံကြီးစီတော့မသွားနဲ့တော့ဒါလို့သူရင်တရားရကြဘုသူတီသွားပါတော့တယ်တော့ဘုရားစီသွားလို့အာဘုရားမရှိတော့တာနှစ်2500ကျင်းတောင်ရှားပါပဲအဲ့ဘယ်နဲ့လို့သွားမလဲတဲ့တော့သူပြောခဲ့တဲ့ဇကားတွေကြံတဲ့လောက်ကြံတယ်အဲ့ဒီကြံတဲ့ဇကားတွေကိုသွားနားထောင်ဓာတ်သူ့သွားတာပဲအေးဟုတ်ကြံတော့လည်းပေါ့ ေခွန်းလည်းရောက်တယ်ခဲ့ကြတော့မေခွန်းရောက်တော့သာဟုတ်ကြီးကလည်းပေါ်နေပြီပေါ့ကိုသူကြီးကားပါမလားဒီသူကြီးကားပါမလားသာဟုတ်ကြီးကလည်းပေါ်တယ်ဗျပေါ်တော့သူကလည်းဖတ်တော့တာပေါ့ဖတ်တဲ့အခါကျမာတွေ့တော့ဟောဒီအားပြမဆက်တာပြဒနာနဲ့တိုးတော့တာဗျာပြားပြကြတဲ့နာပြဒနာဘာလို့ဆိုတော့ယဟန်တပါဘာလို့ကြပေါ့တာသူ့ဘုရားမာလူကြဖြစ်လို့လားသူ့ဘုရားမာလူကြဖြစ်လို့လားမသိပါဘူးပုဒ်္ဒါဆိုတာတော့ကားပေါ့သူကသူ့နာမည်ကဘာလူကြရဲ့ကားလို့အဲသူတို့ခေါ်ရတဲ့သူပေါ့ အမလူကြရဲ့သားဖြစ်တဲ့ယဟန်ကသူကခုံကြီးလုပ်တယ်ဘုရားမြတ်စွာဘုရားကိုအခါလေးရောဆိုပေးတယ်မြတ်စွာဘုရားတရားသေးသေးနော်ဖြစ်တယ်လို့မြတ်စွာဘုရားယူသလားယူဘူးကဘာလို့ကြားနာခေါ်အဟံဘာလို့ကြားပါဠိလိုလေးပြောလိုက်တော့ဒါလို့ဆိုရင်တရားသေးပြီးနောက်မဖြစ်တော့ဘူးလို့မြတ်စွာဘုရားယူလာလားဘုရားနာခေါ်အဟံဘာလို့ကြားဘာလို့ကြားရေးအဲ့ဒီလိုလက်ခါမယူဘူးအင်းဘုရားမယူတာလဲပြောပြောနေတာပဲပြောသမှာဟုတ်ဘုရား ဘာလို့ကြာပြောတော့လဲပဲတစ်ခါမကနှစ်ခါမကတော့ဘာလို့ကြာစိတ်ကုန်ပြီးတော့တနေ့တော့ဘယ်လိုပြောလဲဆိုတော့အရှင်ဘုရားအဲ့ဒါကြီးပြောရင်ပြောတော့တဲ့မပြောရင်တတိတော်အရှင်ဘုရားတပည့်အဖြစ်ကတောက်ဆက်ပြီးဒီလိုလူထက်တော်ပါတဲ့ဘုရားကိုအကြက်ကဲဒီဟန်ကတော့အကြက်ကဲတော့ဘုရားကပါပြောလို့ဆိုဘုရားပြင်ကြက်သွားဘူးသူကအကြက်ကဲရင်ကြက်သွားရပါသေးတယ်ဘုရားကကြက်မသွားဘဲနဲ့မင်းငိုတဲ့ငါဒီကိုတပည့်ခံပြီးတော့ယဟန်ပြုတ်လဲပါကွာ သိပြီးနောက်ဖြစ်တယ်လို့မဖြစ်ဘူးလို့ဆိုတဲ့ပြဿနာတွေကိုငါမင်းကိုပြောရမယ်လို့ဝန်ခံဘူးသလားတဲ့။တရားပြန်မေးတယ်။ဆောင်းဆောင်လေးပြန်ဆိုတော့အဲဒါလို့တော့ဘယ်ဝန်ခံဘူးမှာတော့ပြပေါ့။မာလူကြပြန်ချက်။အေးပေါ့ငါမှမင်းဝန်ခံထားတာမှမဟုတ်ပဲ။မင်းဟာမင်းဝှချင်းလို့ဝတ်တာပဲ။ငါတည်းပဲခံချင်းလို့ခံတာပဲ။မင်းကငါတည်းပဲမခံချင်တော့ဘူး။ငါဒီစကားမပြောလို့မဟုတ်လို့ငါတည်းပဲအဖြစ်ကနေထွက်တော့မယ်စေ။မင်းသဘောပေါ်လို့ဟောဘုရားပြောပေါ့ပေါ့ဒီပြောချက်။ သူကသူ့ဘုန်းကြီးတပါထွက်သွားမှလည်းသိုးရိမ်နဲ့ပုံမရှိဘူးကြာသိတဲ့လူကသိုးရိမ်ပါဘူးတကယ်တော့အဲ့ဒါလဲကျုပ်ရဲ့ကိုချင်းသာပြီးတော့သဘောပေါက်တယ်ကြာကျုပ်တို့ပြတဲ့ရင်သုံးပေါ်ရရှိအဲ့ဒီတဲ့ရင်သုံးပေါ်ရရှိနေတယ်အာသူကနေပြီးတော့ထေရဝါဒဘုန်းကြီးလုံးတော့မလို့လို့ပြောတယ်လုံးပေါ်လို့ကိုလွတ်လပ်တာပဲလို့ကိုကြိုက်တာအတိုင်းလုံးနိုင်တယ်လို့ကျုပ်ကပြောတယ်ကျုပ်တို့ဓမ္မဝိဟာရီနေတယောက်ကြီးကွာအဖျိုးသမီးဓမ္မဝိဟာရီပေါ့နော် သူလူထက်တော့မလို့တဲ့ဒါသူလူထက်တာတော့သူပဲပေါ့လို့သူပဲလောပါပေါ့လို့နောက်တခါတယောက်ကနေပြီးတော့ကျွန်တော်တို့ခရစ်ယာန်ကတော့လူလိုပဲထားတယ်ချော့လိုက်တာအဲ့ဒီကြားချက်မထွက်တော့ဘူးတဲ့မထွက်တော့ဘူးပြောတော့ကျုပ်ကပါပြောဆိုခင်ဗျားထွက်မယ်လို့ပြောကြတဲ့ကဒီမှာစိတ်ရှိတော့စိတ်မရှိတော့ပဲနဲ့ခင်ဗျားကိုကြီးပဲရှိတယ်ဆိုတော့ကျုပ်ကခင်ဗျားကိုမြင်ရပြီမလို့မြင်တော့ဘူးရလို့ ကျောင်းကအဲ့လိုပြောလိုက်တယ်ဗျာခင်ဗျားထွက်မယ်လို့စိတ်ရှိပြီးမှကိုကြီးကအကြောင်းအရလို့ဆိုဒီမှာနေနေရတာဆိုတော့ခင်ဗျားကိုကျောင်းကမမြင်တော့ဘူးဗျာလို့ပြောလိုက်တာပါတော့သူ့ကိုကျုံရစီအောင်မှရှိမယ်ကျောင်းကမမြင်တော့ဘူးလို့ပြောလိုက်တာဆိုတော့သူလည်းပဲစိတ်တော့အတော်ကုန်မှာပေါ့နော်အဲမထွက်တော့ဘူးဆိုတဲ့နေရာပဲဆက်တော့သွားပါတယ်ဆက်သွားတာကတော့ကျောင်းကလည်းဒီလိုပြောလိုက်တော့လေသူစိတ်ကကိုကြမှာပေါ့နော်ဟိုးကျုံစိတ်မှမရှိတော့ပဲဆိုတော့လည်းပဲရုပ်ရည်ကြီးလေလကားပဲပေါ့တာအော်ပါလူကြားရတယ်မင်းလည်းငါက ဒီလိုမျိုးလို့ပြောပါမယ်ကွာငါတပည့်ခံပါဘုန်းကြီးလုပ်ပါလို့ဒီတော့ကပြောဘူးလို့ပဲ။ဟောဒီလိုတော့မပြောဘူးပေါ့ဗျာ။သူမလူကြားချောက်တော့အေးဘောဒါစင်တော့ဘယ်သဘောဘောမရမယ်ဆွက်ချင်ပြောဆွက်ချင်နေပေါ့။အဲဒါပဲမဲ့နော်ငါမဲ့ပြောလိုက်မယ်။ဘေးထွက်ရင်ဘင်းဒုက္ခရောက်ပါပဲ။ဘာဖြစ်လို့ဘင်းဒုက္ခရောက်မှလဲလို့သူကျင်း။ဥပမာပြောမယ်ကွာတဲ့။အစိတ်များအမှန်ခံရတဲ့သူရောက်ဟာ။အမြန်ဆုံးအဲ့ဒီအစိတ်ချကိုနှုတ်နှုတ်ပြီးကြလားအစိတ်ချတဲ့ဈေးကို အဲ့ဒီမြားပေါက်ထဲမှာမြန်မြန်ဆက်ဒါမှသင်အသက်ရှင်တာရင်ဆင်လိုက်တယ်အခုအစိမ်းများမှန်ခါရတဲ့သူအစိမ်းများကိုနှုတ်မလို့သူ့အပေါင်းရောင်းနေရပြောတဲ့အခါကျတော့ငါ့ကိုမြားပြစ်တဲ့သူဟာဘယ်သူလဲလို့မသိခြင်းဒါမြားကိုအနှုတ်ခံတယ်ကိုဒါမြားပြစ်တဲ့သူရဲ့အမျိုးအနွယ်ဟာဘယ်မျိုးအနွယ်ပြစ်တာလို့မသိခြင်းဒါမြားကိုအနှုတ်ခံတယ်ကိုဒါမြားပြစ်တဲ့သူဟာဘယ်လိုလေးမျိုးနဲ့ပြစ်တာလို့မသိရမခြင်း ဒါများနှုတ်မခံနိုင်ဘူးလေ။ဘင်းလျှောက်ပြားတေကတော့တဲ့။အဲ့ဒါဘုရားမနှုတ်ခင်ပဲသေသေးသွားမှာပေါ့တဲ့။အဲ့ဒီလိုမျိုးလိုပဲတော့ဘောကဘာဖြစ်မယ်လို့မဖြစ်ပဲလို့မသိရင်ဒီကနေပြီးတကလား။ဒီဘုရားပြောတဲ့စကားမကျင့်နိုင်ဘူးလို့ဆိုရင်တော့ဘင်းပဲခံရမှာပဲတဲ့။ဘယ်သဘောလို့ဟော။ဘုရားကချောင်းချောင်းကလေးပြောလိုက်တာကွာ။အဲ့ဒီလိုမျိုးလိုတွေ့တဲ့အခါကျတော့အာဘုရားသေသေးတော့ဖြစ်တယ်ဆိုတာကိုယူဘူးတဲ့။ မဖြစ်ဘူးလို့ဆိုတဲ့နိဗ္ဗာန်ရောက်ရင်မဖြစ်ဘူးလို့ဆိုတဲ့အားလည်းပဲမယူဘူးတဲ့သူကဖြင့်နိဗ္ဗာန်ရောက်ရင်တော့ဖြစ်တော့ဘူးမရောက်သေးရင်တော့ခါတဲ့ဘုပ္ပချာလဲအောင်ကိုတို့လိုက်ဖြစ်တယ်ဥပါတဲ့ဒုက္ခရင်ထားတာကတော့ဘုရားကဘလူရတာတို့ကကာဝါဒရှိတယ်လေဘုရားဝါဒရှိတယ်ဘုရားဝါဒရှိတယ်ဘုရားဝါဒရှိတဲ့သူကဘုရားရဲ့အရှင်တိုက်တို့ယူပါအခုဘုရားကသေပြီးနောက်ဖြစ်တယ်တို့မဖြစ်ဘူးလို့ဆိုတာဖြူဘူးလို့ဆိုတော့ အဲတို့ကဘာဖြစ်လို့ကြော်ပြီးယူနေရတာလဲတံဝေကရအဲ့တော့ကျုပ်တို့ကတော့အသေးတော်ဦးလို့ဖြစ်ခဲ့တာတံဝေကရလို့များအေးသွားတယ်မအောင်မိတယ်နော်ကဲဘယ်လိုဘုရားမယူငါလည်းမယူကျုပ်တို့ကလည်းပြတ်ပြတ်ပဲဗျာဘုရားမယူတာမှတိတိကျကျမယူတာကိုလည်းပဲမိအောင်ကိုဖတ်ဘာဖြစ်လို့အဲ့လိုတွေမယူတာတော့ဘုရားလို့ပြန်မေးတဲ့အခါကျတော့ဘုရားပြန်ပြောတယ်အဲ့ဒါမိသားဒိဋ္ဌိဖြစ်တယ်ဗျာအဲ့ဒါမိသားဒိဋ္ဌိလမ်းကြီးတဲ့မိသားဒိဋ္ဌိ တော့ကြီးတဲ့အဲ့ဒါကြီးဟာသူဟာတကယ်ကြောက်ကြကောင်းလာကိုပြောတာဘုလိုဘုန်းကြီးတွေကတရားမကြောက်ကြဘူးဒီဝိဇ္ဇာရေဒီကတော့ကျွတ်ကျွတ်နဲ့အသိဝါစာနေကြတယ်လို့ပဲကျွတ်တို့လူကြီးလည်းတော့ကျွတ်တို့လူတွေကခင်ဗျားတို့လည်းပါတယ်နော်တကားကမတို့ဒါတော့အာကတို့ပြင်ချားလူတွေပြောတာလို့မမှန်နဲ့နော်ခင်ဗျားတို့လည်းပဲအမှန်နောက်ဘဝတွေပြင်မနေ့တော်ဆွဲထုတ်ကြရလိမ့်မယ်ဒါကြီးကတော့အခက်ရွက်တွေပေါက်ပြီးရှင်းပန်းနေလိုက်တာတဲ့ တရားသူဒီလိုရှင်းတာနေကြတာပဲအဲ့တော့တရားဒီလိုပြောတာကြားရတယ်ယုတ်ကတော့ဟာသူဘုရားတကယ်ကိုမယူတော့ဘူးလေတကယ်ကိုယူတော့ဘုရားကမယူပဲနဲ့ဘုရားနောက်ကလိုက်တဲ့သူကဘုရားကြော်